မင်္ဂလာပါရှင်ရန်ကုန်ကတိချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။2017ခုနှစ်မှာပွဲဝင်ပြပေါ်ရောက်ထားခဲ့တဲ့အရှေ့ဒီမော်နိုင်ငံအာဆီယံပွဲဝင်ပြလာမှုကိုကြိုဆိုကြောင်း NUG ကထုတ်ပြန်အရှေ့ဒီမော်နိုင်ငံလိုအများကသိရဲ့ဒီမော်လက်စတင်နိုင်ငံအာဆီယံပွဲဝင်17နိုင်ငံဖြစ်လာတာကိုကြိုဆိုတယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကမနေ့ကထုတ်ပြန်တယ်။ဒီမော်လက်စတင်နိုင်ငံတွေဖြင့်အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက်တွေ့ဆုံကြိုဆိုပါတယ်။ ဒီခန်းကဏ္ဍတိကနေကျွန်တော်တို့ရဲ့ဒေတာတွင်စီးလုံးညညမှုနဲ့ပူပေါင်းဆောင်ရွက်မှုကိုပုံမခိုင်ပါစေဖို့စုမကောက်တောင်းအားလိုက်တယ်လို့ NGO ကထုတ်ပြန်တယ်။မရှိဒီမောနိုင်ငံကို17နိုင်ငံမြောက်အာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်တရားဝင်လက်ခံချောင်းအာဆီယံဘုံသဘောတူညီချက်9ရက်ကိုအကောင့်ထံမပေါ်လို့9နှစ်ဆက်တိုင်းမေးအောင်လိုက်မတရား48ချိန်မြောက်အာဆီယံထိပ်သီးစည်းဝေးပွဲမှာလက်မှတ်ရေးထိုးတည်ပြခဲ့တာဖြစ်တယ်။အရှေ့ဒီမောနိုင်ငံကအာဆီယံဖွဲ့ဝင်ဖြစ်သီးမဲ့ပြုဖို့2025အာဆီယံကုထာဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်ပါဝင်အာဆီယံကောင်ဆောင်နေတဲ့နိုင်ငံကောင်ဆောင်တွေကလက်မှတ်ရေးထိုးခဲ့လို့သိရတယ်။ ဒါအာဆီယံက26နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်နောက်ထပ်ဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကိုလက်ခံခဲ့ရဖြစ်တယ်လို့သိရတယ်။အရှေ့ဒီမောနိုင်ငံ2000ခုနှစ်မှာအင်ဒိုနီးရှားနိုင်ငံစီကနေလွတ်လပ်ရရှိခဲ့တာဖြစ်ပြီး2017ခုနှစ်မှာအာဆီယံဖွဲ့ဝင်ဖြစ်ပထမဆုံးစတင်လျှောက်ထားခဲ့တာ။အခု58ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာတော့အာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်လက်ခံခဲ့တာဖြစ်ပါတယ်။အရှေ့ဒီမောနိုင်ငံ NUG ဆိုရနဲ့ဆက်စပ်ရင်ကောင်းရှိပြီးမြန်မာနိုင်ငံတွေတော်လိုင်းကိုထောက်ခံအပ်ပေးနိုင်ငံလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးဝက်လက်နဲ့ပေါင်းမြုပ်နယ်ခြေကြရီကိုစက်တက်ကဝိုင်တွဲနေတဲ့ပေါင်းလုံးတရားစော်တင်ချမှုပြည်သူခုနောက်ထိခိုက်တဲ့အရာသခိုင်းနိုင်ဝက်လက်မြုပ်နယ်မှာရှယ်ခြေရီကိုလင်းရင်နဲ့ဇက်ဖက်စက်တက်ကနေရက်ဆက်တိုက်ပုံစံတိုက်ခိုက်ခဲ့ကြောင်းပြည်သူခုနောက်ထိခိုက်တဲ့အရာရှိခဲ့ကြောင်းဝက်လက် information နဲ့ဝက်တောင်းရှိသူကပြောတယ်အော်တိုဘာ26ရက်နေ့မနက်9:48မိနစ်ကအချိန်ကစတင်ပြီးဝက်လက်မြွနဲ့နောက်ဆက်ဝက်လက်ရွာသားဈေးလမ်းပိုင်းကိုဂျပန်စစ်တပ်တရောင်းလေတက်ကတက်လာတဲ့ဝိုက်တွဲလေတစီက49လုံး ကျဲကြတိုက်ခိုက်ခဲ့ပါတယ်။ဇပ်ဖတ်စစ်တဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြည်သူ9ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီးဦးခေါင်းကိုဘုံစားတိမတ်တဲ့ဦးပါဝင်တာကြောင့်တရားချင်းတွေကိုဆက်လက်စောင့်ကြည့်နေရဆဲဖြစ်ပါတယ်။အလားတူအော်တိုဘာလ25ရက်နေ့ကလည်းဇပ်ဖတ်စစ်တဲ့တရောင်းလေတက်ကတက်လာတဲ့ဝိုင်တွင်းနေတဲ့စီကဝက်လက်မြွနဲ့နောက်ဆန်းရှိကျဲရတွေကိုဘုံ39လုံးကျဲကြတိုက်ခိုက်ခဲ့ကြောင်းတိတိတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်မှုရှိကြောင်းသိရတယ်။မနေ့ကစစ်ခွဲတွေဘုံကျဲသွားတာကပြည်သူ9ဦးထိခိုက်ဒဏ်ရာလို့သိရတယ်။ တောင်းကတော့ဦးကောင်းကိုပုံစံမှန်လို့တရားချင်းနေဆိုရင်ရတယ်စေကုသမှုပေးပြီးတော့ဆက်လက်ဆောင်ကြည့်နေရတယ်စေခွေးတွေရဲ့နေကြောင်းတိုက်ခိုက်မှုကနေစဉ်ကိုပြုလုပ်နေလို့ပြည်သူတွေလည်းဘေးလွတ်ရာကိုပြေးနေရပါတယ်ထို့ပြင်မကွေးတိုင်းပေါင်မြို့နယ်အနောက်မြောက်ခြမ်းပုံတောင်တောင်ကျောတဝိုက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျပန်စစ်တပ်ကဝိုင်းတွဲလျင်နဲ့ဘုံ46လုံးကျဲချတိုက်ခိုက်သွားကြောင်းပေါင်မြို့နယ်ကာကွယ်ရေးဖွဲ့ကိုလာရန်ကပြောတယ်အော်တိုဘလာ29ရက်နေ့မနက်7:00နာရီ 22မိနစ်ကစပြီး7:34မိနစ်ထိတရောင်းလီတက်ကတက်လာတဲ့ white dwelling တစီကပေါင်းပြွနယ်နောက်မြောက်ချမ်းရှိပုံတော်ကြောတဝိုင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပုံ46လုံးကျဲကြတိုက်ခိုက်သွားတယ်စင်ကိုရီတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးချောင်းတိုက်ခိုက်ခဲ့တာပြည်သူတွေထိခိုက်ဒဏ်ရာရှိမှုနဲ့နေပြည်စီရာမျိုးကိုတော့ဆက်လက်ဆောင်ဆန်းနေသေးပါ။ခုနှစ်နိုင်ဝင်းစင်လောက်ကကင်ထောက်တဲ့မကွေတက် ATR 42 MPA ကင်ထောက်နဲ့တနအိကျော်တဲ့ပေါတီလေးနေဆက်တွေကိုမနေ့ပိုင်း7နိုင်ကျော်မှာဝိုင်းတွဲနဲ့လာသေးတယ်။ ဆက်လက်ပြီးရန်ကုန်တိုင်းကိုကိုကျွန်းမြို့ကိုညိုစောကဝင်ချင်းကျောင်းယာယီတို့နဲ့တွားရောက်မဲဆွဲပြီးကိုကိုကျွန်းဒေသဖွံ့ဖြိုးတိုးတက်အောင်သုသာလင်းဆောင်ရွက်ပေးနိုင်တယ်လို့ဆို ရန်ကုန်တိုင်းကိုကိုကျုံမြို့ကိုညိုစောကဝင်ကြီးချုပ်ရုံနဲ့တွားအမွဲဆယ်ပြီးကိုကိုကျုံဒေတာဖွံ့မျိုးတို့တောင်တူတာလင်ဆောင်ရွက်ပေးနိုင်တယ်ပြောဆိုလာကြောင်းကိုကိုကျုံမြို့နယ်မှာမြို့မိမြို့ဖချုံကပြောတယ်။အော်တိုဘလ25ရက်နေ့မှာဂျပန်စစ်တပ်ကခန့်အပ်ထားတဲ့ဝင်ကြီးချုပ်ညိုစောကကိုကိုကျုံမြို့ကိုရောက်ရှိလာကြောင်းရင်းတော်ရောက်ရှိလာမှာ၎င်းနေဖြင့်ကိုကိုကျုံဒေတာဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ပေးမိဖြစ်ကြောင်းစီးပွားရေးပညာရေးလမ်းပတ်ဆက်သွယ်ရေးနဲ့ကျန်းမာရေးအတွက်ထူဆိုင်မိဖြစ်ပြီးတော့ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကိုလည်းအဆင်ပြေစွာရရှိဆောင်ရွက်ပေးမိပြောဆိုလာကြောင်းသိရတယ်။ ဦးညွန့်စောကပြောတာကိုကိုကျွန်းဒေတာဖွံ့ဖြိုးတိုးတောင်းသူစံကုန်လုံးပေးမယ်နိုင်ငံတော်နဲ့သူ့အနေနဲ့လုံနိုင်တဲ့လောက်စံကုန်လုံးပေးမယ်စီးပွားရေးလူမှုရေးလဲအစိုက်ပြောရေးကဏ္ဍအကုန်ဖွံ့ဖြိုးတိုးတက်စေရမယ်သူလုံးပေးမယ်ကိုကိုကျွန်းမြို့မှာပြည်သူများအနေဖြင့်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်အတွက်စနစ်တကျနဲ့ဝိုင်းဝန်းဆောင်ရကြတဲ့ညွန့်စောကတိုက်တွန်းနေရွေးကောက်ပွဲအောင်မြင်ဖို့ကိုကိုကျွန်းကပြည်သူတွေကအားထည့်လုပ်ပေးကြပါဒါပြောရင်သူမကြမကြကိုကိုကျွန်းကိုလာပါမယ်လို့ကိုကိုကျွန်းမြို့ပြည်မြို့မှာကဆက်လက်ရှင်းပြတယ် ဖိုကိုကျောင်းမြို့နယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြင့်ကျန်းဖို့ပါတီမှညိုစောနဲ့ပြည်သူ့ရှင်ဆောင်ပါတီမှဦးကျော်ဦးဝင်းကျော်တို့ကရှင်ပြိုင်းပြီဖြစ်ကြောင်းသိရတယ်။ကိုကိုကျောင်းမြို့နယ်ရှိနန်းစီတရားဝန်ထမ်းတွေစစ်တပ်ရဲနဲ့ဌာနဆိုင်ဝန်ထမ်းတွေကိုတော့ကျန်းဖို့ပါတီကဝန်ကြီးချုပ်ညိုစောကိုသာဆန္ဒမဲပေးကြရဲ။ယခုကလေးကဌာနအတွင်းကြိုတင်အမိန့်ပေးစီရင်ွေလှုပ်ဆောင်နေပြီဖြစ်ကြောင်းသိရတယ်။မကြသေးမီကလည်းမရောင်လိုက်ကကိုကိုကျွတ်မျိုးကိုလာရောက်ခဲ့ပြီးဒုတော်ဝင်ရေးသမားကိုလိုက်နာဆောင်ထိန်သူကာကွယ်ရေးမြင့်ရှိသူကလည်းဆန္ဒမဲပေးကြမရောင်လိုက်ကိုတိုင်ကမဲဆွဲစီရင်ခဲ့ပါတယ်။ ဆက်လက်ပြီးအာဆီယံကောင်ဆောင်နေရာနံပါတ်တွေကိုမှာရင်ဖော်ပြမိလို့မလေးရှားသတင်းဌာနတောင်းမန်းရှိတော်အာရှနိုင်ငံများအစည်းအဝေးအာဆီယံထိပ်သီးညီလာခံမှာနိုင်ငံကောင်ဆောင်သုံးရဲ့နံပါတ်တွေကိုမှာရင်ဖော်ပြမိရကြောင်းမလေးရှားသတင်းဌာနတခုကတောင်းမန်းခဲ့ရတယ်။ Radio Television Malaysia 58ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံမှာရှေ့တော်အာရှနိုင်ငံ၃ခုရဲ့ခေါင်းဆောင်တွေနာမည်ကိုအရင်နိုင်ငံခေါင်းဆောင်ဟောင်းနေနဲ့ရောထွေးမှိုင်းမိကြညာမိခဲ့ကြောင်း ောက်တိုဘာ26နေ့ကတီးပြဝင်ခံနဲ့အဲ့ဒီနေ့ကညီလာခံကြောင့်တိုက်ရိုက်သတင်းထုတ်လွှင့်ခြင်းမှာ RTM ဟာစင်ကာပူထိုင်းနဲ့အင်ဒိုနီးရှားနိုင်ငံကောက်ဆောင်တွေကိုလူတွေမှားပြီးရှင်ညွှန်းကြေညာခဲ့တာဖြစ်တယ်။ RTN သတင်းကြေညာသူတွေကစင်ကာပူဝန်ကြီးချုပ် Lawrence Rao ကိုသူ့မတိုင်ခင်ကဝန်ကြီးချုပ်ဟာ Lee Shan Lun လို့ရင်းညွှန်းသွားခဲ့တယ်။ထိုင်းဝန်ကြီးချုပ် Anutin Chan Bria ကိုလည်း RTN ရဲ့သတင်းဖတ်ကြားသူက2024ခုနှစ်မှာရာထူးကဖိရှားခံရတဲ့ဝန်ကြီးချုပ်ဟာ Shreta Tapisin ဖြစ်ပေါ်ပြခဲ့တယ်။ ။အစောပိုင်းမှာလည်းအာဒီယာအင်ဒိုနီးရှားသမ္မတဖရာဘိုဝဆူဘီယန်တို့ကိုသူမတိုင်ခဲ့သမ္မတဖြစ်ခဲ့သူဂျိုကိုဝီဒိုတို့ဖြစ်မှိုင်းဖော်ပြခဲ့တယ်။တင်းဌာနကမလေးဘာသာနဲ့ Facebook ပေါ်မှာကြေညာတစ်ခုထုတ်ပြန်ခဲ့ရမှာဒီမားတွေကိုတောင်းဝန်ထားပြီးဒါကိုတကယ်လေးနဲ့ထားရေးရမယ်ကိစ္စလို့ရှင်းမြင်ပြီးတင့်တော်သူတို့ကိုင်တဲ့ထားကြောင်းဖော်ပြခဲ့တယ်။အာဒီယာအနေနဲ့ဖော်ပြသတင်းချက်လက်တွေရဲ့စစ်မှန်မှုနဲ့တန်ဖိုးကိုထိန်းသိမ်းဖို့အတွက်စာတီးဖွဲ့ကိုပို့ကြက်မှတ်ပြီးချက်လက်စစ်ဆေးမှုတွေတိုးမြင့်သွားမယ်လို့ပြောတယ်။ဇော်ပိုင်းမှာ ပရာပိုဘိုရဲ့နာမည်ကိုမှိုင်းဖော်ပြခဲ့တော့ကအာတင်ဟာအဲ့ဒီမိုင်းအတွက်အင်ဒိုနီးရှားသမ္မတနဲ့ဆရာကိုဆက်သွယ်တောင်းပန်ခဲ့ကြောင်းသိရပါဗျ။နောက်ဆက်အပြင်ကြားရတဲ့အထူးဝင်ကျေးဇူးတင်ရှိပါရရှင်။